ရုရှားရဲ့ဗလာဒီမာပူတင်နဲ့အရေးကြီးတဲ့စီဝေးတစ်ခုစီစဉ်ထားချိန်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာယူကရိန်းရဲ့သမ္မတဗီလိုဒီမာဆလန်စကီနဲ့အင်ဖြူတော်မှာထပ်မံတွေ့ဆုံပါတယ်။ဤတစ်ချိန်မှာဆွေးနွေးမှုရဲ့အဓိကအကြောင်းအရာမှာတိုမာဟော့ဒုံးကြီးအမေရိကန်စစ်တပ်ရဲ့အဓိကလက်နက်တစ်ခုဖြစ်ပါတယ်။၎င်းဟာယူကရိန်းကအလွန်လိုချင်နေတဲ့စေတရားပြီးတိကျတဲ့ခရုစ်ဒုံးကြီးတစ်မျိုးဖြစ်ပါတယ်။သမ္မတထရန့်ကကီယာတို့ တမဟော့တုံးကြည့်များပေးအယံအတိပြုမလားပိုရွေးရေးကြည့်တာကတော့ဤတမဟော့ဖြစ်နိုင်ခြင်းရှိတဲ့ထောက်ပံ့မှုတာခရမလင်ကို အပယ်ကြောင်းဤများစိတ်ဆိုးစေမလဲဤလက်နက်တွေကယူကရိန်းစစ်ပွဲရဲ့ဥတီချက်ကို တကယ်ပြောင်းလဲနိုင်မလားဤဒီမှာဤစီရင်ကန်ဆာမှာကျွန်တော်တို့ဖြစ်စင်ရစူးစမ်းရမယ့်အရေးကြီးတဲ့မိန့်ခွန်းတစ်ခုဖြစ်ပါတယ်တမဟော့ကအန်ဒီယာရှိတဲ့လက်နက်တစ်ခုဖြစ်တယ်လောကခေါင်းဆောင်၃ဦးဟာလင်းနေနေပါ ကြာရှည်ခံခဲ့တဲ့စစ်ပွဲတစ်ခုကိုအဆုံးသတ်ဖို့အတွက်စူးစမ်းနေကြပါတယ်။ဒါပေမဲ့၎င်းတို့အားလုံးဟာတကူတီးသောစကလုံးတစ်လုံးကိုအာရုံစိုက်နေကြပါတယ်။အဲ့ဒါကတော့တော်မဟော့ဖြစ်ပါတယ်။၎င်းဟာရုရှားနဲ့ယူကရိန်းကြားအခြေအနေကိုပြောင်းလဲနိုင်တဲ့အမေရိကန်ထုတ်တိကျမှု မြင့်မားပြီးစေလျားတဲ့ဒုံးကျည်တစ်မျိုးဖြစ်တယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာယူကရိန်းတို့တော်မဟော့ဒုံးကျည်များထောက်ပံ့ရန်အတည်ပြုတော့မယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ ထရန်ကရုရှားရဲ့ဗလာဒီမာပူတင်နဲ့ဖုန်းပြောဆိုပြီးတဲ့နောက်ယူကရိန်းတမန်တော်ဗိုလိုဒီမာဇလန်တီနဲ့အင်ဖြူတော်မှာထပ်မံတွေ့ဆုံနေပါတယ်။ဤဆွေးနွေးမှုရဲ့ဘဟုမှာတမဟောက်ဒုံးကျည်ဖြစ်တဲ့ဒေသတူကမြင်မြန်ခဲ့ပါတယ်။တမန်ပူတင်ကသင်အားတမဟောက်ဒုံးကျည်တွေရောင်းချခြင်းမှာတားဆီးရန်စူးစမ်းခဲ့ပါသလား။ထန်ကဤလိုဖြစ်ကြခဲ့ပါတယ်။ဟုတ်ပါတယ်သူပါပြောမလဲလို့သင်ထင်တယ်လေ။တမဟောက်တွေကိုရောင်းပေးပါလို့လား။ သူကတမဟုတ်တွေကိုရောင်းပေးပါကျွန်တော်အရန်ကျေးဇူးတင်ပါတယ်လို့ပြောမှလားဘယ်နည်းနဲ့မှမပြောပါဘူးကျွန်တော်သူ့ကိုဟာတအနေနဲ့တောင် ပြောခဲ့တယ်တင်းရဲ့စံကျင်ဘက်တွေကိုတမဟုတ်ထောင်နဲ့3လေးထောင်လောက်ပေးလိုက်ရင်စိတ်ထမထားဘူးလားလို့မေးလိုက်တဲ့အခါမှာအဲ့ဒီလိုပြောလိုက်တာပဲသူကတော့ဒီအချမ်းကိုမကြိုက်ဘူးတကယ်ကိုမကြိုက်တာပါတခါတလေဟာတလောက်ရတာပေါ့ဒါပေမဲ့သူကတမဟုတ်တွေကိုမလို့ချင်ဘူး တမဟောဆိုတာရက်ဆက်တဲ့လက်နဲ့တစ်ခုပါ၎င်းဟာဒိုးစစ်စင်နိုင်ပြီးအလွန်ဖြည့်စည်နိုင်စွမ်းရှိတဲ့လက်နဲ့ပါဘသူမှတမဟောနဲ့ပြစ်ခံရတာကိုမလို့ချင်ပါဘူးဒါကြောင့်ဟုတ်ပါတယ်သူကတမဟောတွေကိုမပေးဖို့တောင်းဆိုခဲ့တယ်ဘသူကများမတောင်းဆိုမှလဲဒါဟာတည်င်းတွေထဲမှာဖြတ်နေနေတယ်သူကတမဟောတွေကိုကျွန်တော်စီပို့ပေးရင်ကြိုက်မယ်လို့ပြောမယ်လို့ထင်နေလားကျွန်တော်မထင်ပါဘူးစလန်စကီကဤလိုပြောခဲ့ပါတယ် အတိကကြောင်းရတွေကတော့လေချောင်းရန်ကာကွယ်ရေးနဲ့ရုရှားကိုဖိအားပေးဖို့ကျွန်တော်တို့ရဲ့ရှေ့လျတဲ့လက်နက်တွေနဲ့စွမ်းရည်တွေပါရေတွက်နေတွေနဲ့ဖြစ်နိုင်ခြေတွေအကြောင်းပြောဖို့ဆောလွန်းတွေပါဆောလွန်းပါသေးတယ်ကျွန်တော်တမရထွန်းနဲ့ကျွန်တော်တို့ရဲ့အမြင်တွေကိုမျှဝေပြီးပြီးဒါပေမဲ့အချို့ຢာတွေကဖုန်းခေါ်ဆိုမှုအတွက်မဟုတ်ပါဘူးဒါကြောင့်ကျွန်တော်တို့လူကိုယ်တိုင်တွေ့ဆုံပါပါတမဟော့ဒုံးကြီးတွေကပါလဲယူကရိန်းကပါကြောင့်ဒီလက်နက်တွေကိုလိုချင်တာလဲ ဒီလက်နက်တွေကရုရှားအတွက်တကယ်ပဲအရေးကြီးတဲ့ချင်းချောင်းမှုတစ်ခုလားတမဟော့တွေကအလွန်အားကောင်းတဲ့လက်နက်တွေပါသူတို့ဟာနောက်ဆုံးပေါ်မော်ဒယ်တွေမဟုတ်တော့ပေမဲ့အင်အားကြီးမားပြီးအန္တရာယ်ရှိစေဖြစ်တယ်။ဒါပေမဲ့တွန်းကျင်သူတွေက၎င်းတို့ဟာစစ်ပွဲမှာအာဏာချိန်ခွဲကို လုံးဝပြောင်းလဲမှမဟုတ်ဘူးဆိုပါတယ်။တမဟော့ခရုတုံးကြီးဟာအမေရိကန်စစ်တပ်ရဲ့အဓိကလက်နက်တစ်ခုအဖြစ်အနည်း40ကျော်တုံးပြုခဲ့ပါတယ်။ထောင်ကွာ 90ခုနှစ်မှာတက်ဆတ်စတုန်းစစ်စင်ရစ်မှာဆာဒမ်ဟူစိန်ရဲ့အီရန်နိုင်ငံအားတိုက်ခိုက်ရာမှာ2024ခုနှစ်မှာယမန်မှာရှိတဲ့အီရန်ထောက်ကမ်းသူဟူတီတွေကိုတိုက်ခိုက်ရတာ၎င်းနှင့်ဇွန်လမှာအီရန်ရဲ့နျူကလ িয়ার စစ်အုပ်တွေကိုတိုက်ခိုက်ရမှာအသုံးပြုခဲ့ကြပါတယ်အမေရိကန်ကုမ္ပဏီရေတမထုတ်ထားတဲ့တမဟော့ကရေရှည်လျားပြီး cruise ဒုံးကျည်တမျိုးဖြစ်ပါတယ်၎င်းမှာ jet engine တလုံးပါရှိပြီး GPS ပြန်လမ်းညွှန်ပါတယ်။ဒုံးကြီးတလုံးစီဟာ6မီတာစီရပြီးပေါင်1000ခမန်းကြီးကီလို9450ဂရမ်ရှိပါတယ်။အလေးချိန်ရှိတဲ့ဖြည့်စည်းနိုင်စွမ်းရှိတဲ့ထိပ်ဖူးဒါမှမဟုတ် nuclear ထိပ်ဖူးပဲတည်ဆောင်နိုင်ပါတယ်။တူမဟုတ်ဟာအတန်ထက်နေတဲ့အမြန်နှုတ်နဲ့အနစ်အမြင့်မှာ ပြန်တန်းပြီးတော့ အနိုင်မှပြန်တမ်းပြီးတော့တင်းကျစွာစောက်ကြည့်ထားတဲ့လေပိုင်နဲ့တွင်ပင်ဒွေတာဖြင့်ရှောက်ပြီးတွေ့ဖို့အတွက်ခက်ခဲပါတယ်။၎င်းတို့ကအလွန်တိကျတယ်။နောက်ဆုံး version တွင်မှာအင်္ဂါရအသစ်တွေပေါ်ဝင်တယ်။၎င်းတို့ကပြင်မအနီးမှာလက်လက်ပတ်လက်ပတ်နေပြီးပြန်တမ်းနေစဉ်ပြန်လည် program ရေးဆွဲပြီးတော့အခြားပြင်မတစ်ခုကိုတိုက်ခိုက်နိုင်ပါတယ်။ဒုံးကြီးလုံးစီဟာဒေါ်လာ1.3သန်းခန့်ကုန်ကျမှာဖြစ်တယ်။ဒီဒုံးကြီးတွေက ယူကရိန်းအတွက်အရေးကြီးတာကတော့၎င်းတို့ရဲ့တိကျောက်မှုကြောင့်တမကကီလိုဂရမ်1600ကန့်ဆီလျားတဲ့ပြစ်လို့နိုင်မှုကြောင့်ဖြစ်ပါတယ်အကယ်၍ယူကရိန်းက၎င်းတို့ကိုရရှိပါကမော်စကိုနဲ့စိတ်ပီတာစပော့အပေါ်ဝင်ရုရှားတွင်ပိုင်းကိုနက်ဆိုင်စွာတိုက်ခိုက်နိုင်မှာဖြစ်တယ်ယခုခါယူကရိန်းကဗီတရှာ stone sea ဒုံးကြီးနဲ့အမေရိကန်စစ်တပ်ရဲ့နှိပြူကဒုံးကြီးအစ်တဲ့ ATCMS ကဲ့သို့သောလက်နက်တွေကိုအသုံးပြုနေပြီး၎င်းတို့ဟာမီတာကီလိုမီတာ300နဲ့900ခန့်ရောက်ရှိနိုင်ပါတယ်။ဆိုလိုတယ်မှာယူကရိန်းက၎င်းရဲ့နေစနှိမရှိတဲ့ပြင်မတွေကိုသာထိမှတ်နိုင်ပါတယ်။အကယ်၍ယူကရိန်းကတမဟော့တွေကိုရရှိပါက၎င်းတို့ကရုရှားရဲ့အဓိကစစ်ပယ်ဆိုင်ရာ နေရာတွေကိုဥပမာ drone စေယုံတွေယူကရိန်းကိုဘုံကျင်ရအသုံးပြုတဲ့ leader Jesus Gun တွေကိုဖြတ်စီဖို့အတွက်အသုံးပြုနိုင်ပါတယ်။ အခြားဖြစ်နိုင်တဲ့ပြင်မတွေကတော့ရေနံတိုးလောင်ယုံတွင်တန်ထားတဲ့ရင်တန်းတွေနဲ့တယူပို့ဆောင်ရေးလမ်းကြောင်းတွေပါဝင်ပါတယ်။ကျောင်းကျူတွေကတူမဟော့ကအားကောင်းတဲ့လက်နဲ့ဖြစ်တော်လဲ။၎င်းကစစ်ပွဲကိုတိတာထင်ရှားစွာ ပြောင်းလဲမှာမဟုတ်လို့ဆိုပါတယ်။ဒါပေမဲ့တမရဗလာဒီမာပူတင်က၎င်းအကြောင်းဆက်လက်ပြောဆိုနေခြင်းဟာမော်စကိုကစိုးရိမ်နေတာကိုပြသပါတယ်။ပူတင်ကဤလိုပြောခဲ့ပါတယ်။ တမဟုတ်တွေကကျွန်တော်တို့ကိုထိခိုက်နိုင်တလားဟုတ်ပါတယ်ထိခိုက်နိုင်ပါတယ်ကျွန်တော်တို့ဟာဒီဒုံးကျည်တွေကိုပြစ်ချမယ်ပြီးတော့ကျွန်တော်တို့ရဲ့လေကြောင်းရံကာကွယ်ရေးစနစ်တွေကိုတိုးတိုးတက်အောင်လုပ်မယ်ဒါကမကြသေးဘူးခင်ကတိုးတက်လာတဲ့အမေရိကန်နဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးကိုထိခိုက်စေမှာလားဟုတ်ပါတယ်ထိခိုက်စေမှာဒါပေမဲ့တခြားဘာဖြစ်နိုင်မှာလဲမိကစစ်သားတွေနဲ့တိုက်ရိုက်ပဝင်မှုမရှိဘဲတမဟုတ်တွေကိုအသုံးပြုဖို့ဆိုတာမဖြစ်နိုင်ပါဘူး အကယ်၍သူတို့ဒီလိုလှုပ်ခဲရင်၎င်းဟာရုရှားနဲ့အမေရိကန်ဆက်ဆံရေးပါဝင်ပုံမပြင်းထန်တဲ့တင်းမာမှုအဆင့်တစ်ခုရဲ့အမှတ်အသားဖြစ်လာမှာပါထရန်စလန်စကီကိုဝါရှင်တန်မှာ၎င်းတို့ရဲ့အစည်းအဝေးပြီးဆုံးပြီးတဲ့နောက်အမေရိကန်သမ္မတဟာဗလာဒီမာပူတင်နဲ့တွေ့ဆုံရန်ဘူတာပက်စ်ကိုခီထွက်မှာဖြစ်တယ်တခုတေချာတာကတော့တိုမဟော့ကထရန်နဲ့ပူတင်အကြားပြည်ပကဖြစ်ပေါ်စေတဲ့အကြောင်းရင်းသစ်တစ်ခုဖြစ်လာခဲ့ပါတယ်မရှင်းလင်းသေးဒီမှာ ယူကရိန်းတို့တမဟော့တွေပေးအပ်ခြင်းဟာစစ်ပွဲကိုပုံမှန်မြန်ဆန်စွာအဆုံးသတ်ပြီးငြိမ်းချမ်းရေးယူဆောင်လာမလားဒါမှမဟုတ်စစ်ပွဲကိုပုံမှန်ရှိကြပြီးပုံမှန်အန်ဒီယံများစီမှလာဖြစ်တယ်